မနက်ခင်းအစောပိုင်းမှာမြူတွေကလမ်းဘေးတည့်ရွက်တွေပေါ်မှာတွေ့ကက်နေတော့ပဲနေမင်းကတောင်ကုန်းရဲ့နောက်ွယ်ကနေထွက်ပေါ်လာပြီးရန်ကုန်မြို့ပြင်ကကျေးလက်လမ်းမငယ်လေးတစ်ခုပေါ်ကတိတ်ဆိတ်ငြိမ်သက်နေတဲ့ကတ္တရာလမ်းမကိုလင်းလက်စေပါတယ်အသက်80ဝန်းကျင်ခန့်ရှိတဲ့အဖိုးတို့တယောက်က သူ့ရဲ့ဆိုင်ကယ်ကိုဖြည်းဖြည်းချင်းမောင်းနှင်လာခဲ့ပါတယ်။သူ့နာမည်ကဦးကျော်ထူးပါ။သူ့ဆက်ပင်တွေက တပိုင်းတစဖြူပွေးနေပေမဲ့ခန္ဓာကိုယ်ကအသက်ရွယ်ကြီးရင်နေတာတောင်တောင်တင်းနေသေးပါ။သူ့ရဲ့ဆိုင်ကယ်ကတော့ပိုင်ရှင်ရဲ့စိတ်ငြိမ်သက်မှုနဲ့အရှိန်အဝါအတိုင်းပဲငြိမ်သက်စွာမောင်းနှင်နေပါတယ်။ ဥကျော်ထူးကတာမန်လူတယောက်မဟုတ်ပါဘူးသူစီကနေမတူညီတဲ့အရှင်ဝါတစ်ခုထွက်ပေါ်နေပါတယ်ရိုးရှင်းတဲ့အဝတ်အစားတွေပဲဝတ်ထားပေမဲ့ဒီဟောင်းနှဲနေတဲ့ကိုခန္ဓာမှာရှေလျားတဲ့ဘဝခရီးတစ်ခုကိုဖျက်ဆီးခဲ့တဲ့အတွေ့အကြုံတွေရှိနေပါတယ်ဒါပေမဲ့ဒီမနက်ခင်းမှာတော့သူဘသူလဲဆိုတာကိုဘသူမှမသိကြပါဘူးလူတွေကတော့မနက်ခင်းခီးစဉ်ကိုပျော်ရွှင်စွာဖြတ်တန်းနေတဲ့တာမန်အဖိုးကိုတယောက်လိုပဲမြင်နေကြပါဗါဒါပေမဲ့ဒီငြိမ်သက်မှုက ုတ်တရက်ပျက်စီးသွားခဲ့ပါတယ်။လမ်းဘေးကရဲတယောက်ကသူ့လက်ကိုမြောက်ပြီးဥကျော်ထူးကိုရခိုင်းလိုက်ပါတယ်။ဥကျော်သူလည်းဆိုင်ကယ်ဘရိတ်ကိုဖမ်းပြီးရက်လိုက်ရပါတယ်။ရဲကောင်လေးကသူ့မျက်နာကိုဂယုတဆိုင်ဆိုင်ကြည့်နေပြီးဦးလေးလမ်းစီကန်းဖောက်ဖြတ်တယ်လို့စကားအခြေမြင့်မရှိပဲပြောလိုက်ပါတယ်။ဥကျော်ထူးကတော့ ငြိမ်သက်စွာပဲသူ့စကားကိုနားလည်အောင်ကြိုးစားနေပါတယ်တောင်းပန်ပါတယ်ကွာဘယ်စီကန်းကိုငါဖောက်ဖျက်မိလို့လဲလို့သူကနူးညံ့တဲ့အတန်နဲ့မေးလိုက်ပါတယ်ဒါပေမဲ့ရဲကောင်လေးကချက်ချင်းပြန်မဖြေပါဘူးဥကြောထူးရဲ့ဆိုင်ကယ်ကိုပဲလှမ်းကြည့်နေပြီးအမားတစ်ခုခုကိုရှာဖွေနေပုံရပါတယ်စံနှုံးမမီတဲ့အုတ်ထုတ်ဆောင်ထားတယ်လို့နောက်ဆုံးတော့သူကပြောလိုက်ပါတယ်ဥကြော ထူဆောင်ထားတဲ့အုတ်ထုတ်ကကောင်းမွန်နေတာတောင်သူက မျက်မှောင်ကျုပ်ပြီးပူပေါင်းဆောင်ရွက်ဖို့ကြိုးစားနေပါတယ်။ငါအုတ်ထုတ်ကစံနှုန်းမီတဲ့ကွာမှားနေတယ်ဆိုရင်ပြပါအောင်လို့ပြောလိုက်ပါတယ်။ရဲကောင်လေးကတော့ဂယုမဆိုင်ပါဘူး။သူလက်ကိုရင်ဘတ်မှာပိုက်ပြီးကဲပါဗျာစင်ကြီးတွေအများကြီးမပေးပါနဲ့ဦးလေးကိုစာမရိုက်စေချင်ရင်တော့ဒီမှာပဲရှင်းလိုက်ပေါ့ကျွန်တော်အလုံးမရှုပ်ချင်ဘူးလို့အတန်မာမာနဲ့ပြောလိုက်ပါတယ် ဥကြောထူးငိမ့်သက်စွာပဲရှိနေပါတယ်သူမျက်နာမှာအနှဲငယ်တင်းမာမှုတွေပေါ်လာပါတယ်တခုခုတော့မှားနေပြီလို့သူစတင်ခံစားမိပေမဲ့စိတ်ရှည်ဖို့စူးစမ်းနေတော့မှာပဲသူကရဲကောင်လေးကိုမျက်လုံးပြူပြီးစိုက်ကြည့်နေပေမဲ့တုံ့ပြန်ဖို့ဆုံးဖြတ်ချက်တော့မချရသေးပါဘူးရဲကောင်လေးကရန်လိုနေပုံပေါ်တာကြောင့်ငါဘာလုပ်ရမလဲကွာလို့ဥကြောထူးက ရဲရဲရွယ်ချက်ကိုတေးကြအောင်မေးလိုက်ပါတယ်ဒါပေမဲ့ရှင်းလင်းနဲ့အဖြေပေးမဲ့အစားရဲကောင်လေးကအနှဲငယ်ပြုံးလိုက်ပြီးဦးလေးအလုံးမရှုပ်ချင်ရင်တော့ငွေကြေးနဲ့ပဲဖြတ်ဖြေရှင်းလိုက်ပေါ့ကျွန်တော်လည်းအများကြီးမတောင်းပါဘူးမနှက်စာစားဖို့လောက်ပဲလို့ပြောလိုက်ပါတယ်ဦးကျော်ထူးဆက်ပြီးငြိမ်သက်နေပါတယ်ဒါပေမဲ့သူ့အတွင်းထဲမှာတခုခုကဖြည်းဖြည်းချင်းပြောင်းလဲလာနေပါတယ် သူ့ရဲ့စိတ်ရှည်မှုတွေ စတင်စမ်းသပ်ခံနေရပါပြီအစောပိုင်းကလက်ဆက်နေတဲ့မနက်ခင်းလေးကအခုတော့လေးလံနေပါတယ်ဦးကျော်ထူးကရဲကောင်လေးကိုမျက်လုံးချင်းစုံပြီးစိုက်ကြည့်လိုက်ပါတယ်ဒီနေ့မနက်ခင်းဟာအခုမှစတင်တော့မှာပါဦးကျော်ထူးကသူ့ဆိုင်ကယ်ကိုဘေးချရက်ပြီးကားပေါ်ကနေဆင်းလိုက်ပါတယ်သူ့လက်တွေကိုခါထောက်ပြီးရဲကောင်လေးကိုစိုက်ကြည့်နေပါတယ်သူ့မျက်လုံးတွေထဲမှာတော့အေးဆက်ဆက်အကြည့်တွေပေါ်လာပါတယ်ငါမှဘာမှမလုပ်ခဲ့ဘူး ငါအမားကိုရှင်းပြပါလို့သူကပြောလိုက်ပါတယ်ရဲကောင်လေးကတော့နှာခေါင်းရှုံလိုက်ပြီးဥကြော်ထူးဘက်ကို တလန်းတိုးလာပါတယ်ဥကြော်ထူးနဲ့သူ့ကြားကအကွာဝေးကတပေလောက်ပဲကြံပါတော့တယ်ရဲကောင်လေးကလောင်ပြောင်တဲ့လေတန်နဲ့အသက်ကြီးပြီပဲစီကံမတိဘူးလားအလုံးမရှုပ်စေနဲ့မပေးချင်တော့အခုပဲစာရိုက်လိုက်တော့လို့ပြောလိုက်ပါတယ် ဦးကျော်ထူးရဲ့မျက်လုံးတွေ ပြောင်းလဲလာပါတယ်သူက စိတ်ကိုတည်ငြိမ်အောင်စူးစမ်းနေတော့ပါပဲဒါပေမဲ့ရဲကောင်လေးရဲ့စကားတွေက ပိုဆိုးလာပါတယ်ဦးလေးလိုအသက်ကြီးတဲ့လူတွေကအချောင်ရဖို့ပဲတက်တဲစကားများမနေနဲ့ပတ်စံမရှိရင်မရှိဘူးလို့ပြောလိုက်ပေါ့လို့ပြောလိုက်ပါတယ်ဦးကျော်ထူးကအနှဲငယ်ပြုံးလိုက်ပါတယ်ဒီပြုံးက တခြားပြုံးတွေနဲ့မတူပါဘူး။သူကရဲကောင်လေးငါကဥပဒေကိုမှန်မှန်ကန်ကန်ဆောင်ရွက်စေချင်တာငါကမဆန့်ကျင်ဘူး။ရှင်းလင်းတဲ့အကြောင်းပြချက်မရှိပဲဘသူ့ကိုမှပတ်စံမပေးနိုင်ဘူးလို့ပြ။အွန်လိုက်ပါတယ်ရဲကောင်လေးကအနေငယ်ရေးလိုက်ပြီးဦးကျော်ထူးကရဲရောင်ဆောင်ကျင်နေတဲ့အဖိုးကိုတယောက်လို့ထင်နေပုံရပါတယ်။ ဥပဒေဟုတ်လားဦးလေးကရေစရာပဲကဲပါဗျာအလုံးမရှုပ်ချင်ရင်ဒီမှာပဲပေးလိုက်ကျွန်တော်ကိုဒေါသထွက်အောင်မလုပ်နဲ့ငါကရဲဆိုတာသိရဲ့လားလို့ရဲကောင်လေးကပြောလိုက်ပါတယ် ဒီစကားတွေကြောင့်ပဝင်းကျင်ကပိုပြီးပူနွေးလာပါတယ်။လမ်းပေါ်ကဖြတ်သွားဖြစ်လာလူတွေက ဝေးရာကနေသတိပြုမိလာကြပါတယ်။တချို့ကဘာဖြစ်နေလဲဆိုတာကြည့်ဖို့ရက်နေကြပါတယ်။ဒါပေမဲ့ရဲကောင်လေးကတော့ဂယုမစိုက်ပါဘူး။သူ့ကိုယ်သူ လုံခြုံတယ်လို့ခံစားနေရပါတယ်။သူ့ရှိကလူပေါ်မှာသူ့မှာအာနာရှိတယ်လို့ခံစားနေရပါတယ်။ ဦးကျော်ထူးကတက်ပြင်းရှည်ကြီးချလိုက်ပါတယ်သူကစိတ်ရှည်ဖို့စူးစမ်းနေတော့မှာပဲဒါပေမဲ့ရဲအပေါ်ထားတဲ့သူ့ရဲ့လေးစားမှုက ဖြည်းဖြည်းချင်းရော့ကျလာနေပါပြီရဲကောင်လေးလို့သူက ပိုပြီးပြက်သားတဲ့လေတန်နဲ့ပြောလိုက်ပါတယ်မင်းဝတ်ထားတဲ့ယူနီဖောင်းကိုငါလေးစားတယ်ဒါပေမဲ့ဒီလိုပြုတ်မှုမျိုးနဲ့မင်းကိုမင်းအောက်တန်းမချပါနဲ့လို့ပြောလိုက်ပါတယ် ါပေမဲ့ရဲကောင်လေးကပိုပြီးဒေါသထွက်သွားပါတယ်သူက နောက်ထပ်တလန်တိုးလာပါတယ်ဦးကျော်ထူးနဲ့သူ့ကြားကအကွာဝေးကတလန်းသာကြံပါတော့တယ်အတန်မာမာနဲ့သူကကျွန်တော်ကိုမတင်ပေးနဲ့အဖိုးကိုဦးလေးပတ်ဆက်မပေးချင်ရင်တော့ ဒီဆိုင်ကယ်ကို အခုပဲတင်သွားမယ်လို့ပြောလိုက်ပါတယ်အခုတော့ဦးကျော်ထူးရဲ့စိတ်ရှည်မှုတွေတကယ်ပဲစမ်းသပ်ခံနေရပါပြီ သူကငြိမ်သက်စွာရက်ပြီးရဲကောင်လေးကိုပြက်သားတဲ့အကြည့်နဲ့စိုက်ကြည့်လိုက်ပါတယ်လေထဲမှာ တင်းမာမှုတွေစတင်ခံစားလာရပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီနေရာကလူတွေအားလုံးကဒီအဖိုးကဘယ်သူလဲနောက်ပါဆက်ဖြစ်မလဲလို့သိကျင်လာကြပါတယ်ပြီးတော့ ဖြည်းဖြည်းချင်းဒီအဖိုးအိုစီကနေမတူညီတဲ့အချိန်ဝါတစ်ခုထွက်ပေါ်လာပါတယ်ရဲကောင်လေးကတော့ဥကြော်ထူးရှိမှမတည့်ရက်ပြီးအခြေအနေကို လုံးဝထိမ့်ချုပ်ထားတယ်လို့ခန်းစားနေရပါတယ်မမနာအပြည့်နဲ့သူက သူ့ချင်းချောင်းမှုကိုထက်ခါတလဲလဲပြောလိုက်ပါတယ်။ဦးလေးကြားလာအခုပဲဒီဆိုင်ကယ်ကိုတင်းသွားမယ်စင်ကြီးရီအများကြီးမပေးနဲ့ကျွန်တော်ရဲ့စိတ်ရှည်မှုကိုကုံဆုံးအောင်မလုပ်နဲ့လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဦးကျော်ထူးရဲ့ကိုရဲမှာ တခုခုပြောင်းလဲသွားပါပြီ အစောပိုင်းကကျင်နာတတ်တဲ့သူ့မျက်နာကအခုတော့ပြက်သားမှုကိုပြတ်တနေပါပြီ သူကခဏတာငြိမ်သက်စွာရက်နေပြီးရဲကောင်လေးရဲ့စကားတွေလေထဲမှာလွင့်ပြယ်နေအောင်ထားလိုက်ပါတယ်ပြီးတော့နှိမ့်ကြပြီးလေးနဲ့တဲ့အတန်နဲ့သူကရဲကောင်လေးငါကောင်းကောင်းပြောပြီးပြီးငါဘာအမှားလုပ်ခဲ့တယ်ဆိုတာသိကျင်တယ်လို့ပြောလိုက်ပါတယ် ဦးကျော်ထူးကသူဆောင်ထားတဲ့အုတ်ထုပ်ကိုဆိုင်ကယ်ထိုင်ကုန်ပေါ်ကိုပုံပုံထားလိုက်ပါတဲ့အရှိန်အဝါပြေးနဲ့သူကလှုပ်ရှားလိုက်ပါတဲ့ဝေးရာကနေကြည်နေတဲ့လူတွေကတီးတိုးပြောဆိုလာကြပါတယ်ဒီလူကြီးစီကနေ တခုခုပြောင်းလဲသွားပါပြီဦးကျော်ထူးရဲ့အကြီးကအခုတော့စစ်သားတယောက်ရဲ့အကြီးလိုပြောင်းလဲသွားပါပြီသူကရဲကောင်လေးစီကို ခြေတလန်းချင်းစီလှမ်းလာပါတယ်နှိမ့်ကြပေမဲ့ခွန်အားပြေးွားတဲ့အတန်နဲ့ ဦးကျော်ထူးကအသားရေကောင်းကောင်းနားထောင်တာကအလောရှာတက်တဲ့လူမဟုတ်ဘူးဒါပေမဲ့မင်းဆက်ပြီးအတင်းအကျပ်လို့နေမယ်ဆိုရင်တော့မင်းထင်ထားတာထက်အများကြီးပိုကြီးရဲ့ပြဿနာနဲ့ကြုံတွေ့ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ရဲကောင်လေးကတခခုတော့မတူတော့ဘူးလို့စတင်ခန်းစားလာရပါတယ်။ဦးကျော်ထူးရဲ့ညလုံးကြီးတွေက သူ့နှလုံးခုန်နှုန်းကိုမြင်စေပါတယ်။ဒါပေမဲ့သူက သူ့ရဲ့မာနာကြီးရဲ့အမူအရာကိုထိမ့်သိမ်းဖို့စူးစမ်းနေတော့မှပဲပြက်တနာကြီးဟုတ်လားဦးလေးကဘသူလို့ထင်နေတာလဲရဲရောင်မဆောင်တဲ့အဖိုးအိုငါကရဲဒီမှာငါပဲအာနာရှိတယ်လို့ပြောလိုက်ပါတယ်။ဦးကျော်ထူးကအနေငယ်ပြုံးလိုက်ပါတယ်။အတိတ်ပဲပြေးနေအပြုံးပါပဲသူက သူ့ကြင်အိတ်သေးကိုနှိုက်လိုက်ပြီးဟောင်းနှွမ်းနေတဲ့ပတ်စံအိတ်တစ်ခုကိုထုတ်လိုက်ပါတယ်ပြီးတော့ အဲ့ဒီထဲကနေတခုခုကိုဆွဲထုတ်လိုက်ပါတယ်အသေးငယ်ပြီးအယောင်မိန်နေတဲ့တက်သေးကန်ကပြားတခုပါပဲသူကကပြားကိုမြှောက်ပြီးရဲကောင်လေးရဲ့မျက်နှာနာကို တိုက်ရိုက်ပြလိုက်ပါတယ်ဒါပါပဲလို့ဥကြော်ထူးကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ကောင်းကောင်းကြည့်ငါဘယ်သူလဲဆိုတာဖတ်ကြည့်လို့ပြောလိုက်ပါတယ်ရဲကောင်လေးကသူ့မျက်လုံးတွေကိုကပြားစီကိုနီးကပ်စွာကပ်ပြီးကြည့်လိုက်ပါတယ်တခဏချင်းမှာသူ့မျက်နာက လုံးဝပြောင်းလဲသွားပါတယ် အစောပိုင်းကယုံကြည်မှုအပြည့်နဲ့သူ့မျက်နာက ဖြည်းဖြည်းချင်းဖြူဖြော့သွားပါတယ်သူ့မျက်လုံးတွေ ပြူးကျယ်လာပြီးကပ္ပားဘော်ကစာရီကိုဖတ်နေတော့မှသူ့လက်တွေတုံရင်လာပါတယ်ရဲမှုကြီးရဲအငိမ့်စာရဲကောင်လေးကချက်ချင်းတုံလုံးခြောက်ခြားသွားပါတယ်သူကနောက်ကိုခြေတလန်းချင်းစီဆုပ်သွားပါတယ်ဝင်းကျင်ကလူတွေအားလုံးကသူတို့ကြားလိုက်ရတဲ့စကားလုံးတွေကြောင့် တိတ်ဆိတ်သွားကြပါတယ်ဟုတ်တယ်ကွာငါကအငိမ်းစားယူပြီးပြီဒါပေမဲ့စီကံတာဝန်ယူမှုနဲ့ဂုံတိတ်ခါအကြောင်းငါမှန်ညာကဘယ်တော့မှအငိမ်းစားမယူဘူးမင်းခုနာကပြောခဲ့တာတွေကိုမင်းပါလုပ်ခဲ့တယ်ဆိုတာမင်းသိလားလို့ပြောလိုက်ပါတယ်ရဲကောင်လေးကခေါင်းငုံသွားပါတယ်ကြောက်เสียကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်လို့ပါပဲသူကကြောက်လန့်ကြားနေပြအော်လိုက်ပါတယ်ဘူချုပ်က ဘိုးချုပ်တို့သူက တုံရင်စွာနဲ့တီတိုးပြောလိုက်ပါတယ်မြမရဲတပ်ဖွဲ့မှာဘိုးချုပ်ကျော်ထူးဆိုတဲ့နာမည်ကရဲစွမ်းတတိနဲ့စီကံအတွက်နာမည်ကြီးပါတယ်ရဲကောင်လေးရဲ့လက်တွေကတော့တုံရင်နေတုံးပါပဲဦးကျော်ထူးရဲ့အကြီးကတော့ပြက်သားပြီးအချိန်အဝါအပြည့်နဲ့ရှိနေတုံးပါပဲကဲလို့ဦးကျော်ထူးရဲ့အတန်က ထမှန်ထွက်ပေါ်လာပါတယ်ဒီတစ်ချိန်မှာတော့အိုပြီးနှိမ့်ကြနေပေမဲ့ ထွက်လာတဲ့သကလုံးတိုင်းကရဲကောင်လေးရဲ့နားထဲကိုစူးစူးနစ်နစ်ဝင်ရောက်သွားပါတယ်။မင်းဝတ်ထားတဲ့ယူနီဖောင်းကြောင့်ငါ့လိုဖိုးကိုကစားနိုင်မယ်လို့ထင်ခဲ့တာလားလို့ပြောလိုက်ပါတယ်။ရဲကောင်လေးကသူ့ကိုယ်သူထိန်းချုပ်ဖို့စ조사နေပေမဲ့သူ့ရဲ့တုံရင်နေတဲ့အတန်နဲ့ဗိုလ်ချုပ်တောင်းပန်ပါတယ်။ကျွန်တော်မရည်ရွယ်ပါဘူးလို့ပြောလိုက်ပါတယ်။ဦးကျော်ထူးကမင်းဝတ်ထားတဲ့ယူနီဖောင်းကမင်းကိုအာဏာပေးတာမဟုတ်ဘူးမင်း ကပြည်သူတွေကိုဘေးကင်းလုံခြုံမှုပေးဖို့ပြည်သူတွေပြည်သူသားတွေနဲ့ကာကွယ်ထားတဲ့အသက်တွေကိုကာကွယ်ဖို့အတွက်ပဲလို့ပြောလိုက်ပါတယ်ရဲကောင်လေးကခေါင်းသွင်းလိုက်ပြီးဥကြော်ထူးကိုပြန်မကြည့်ရဲပါဘူး။သူက တခုခုပြောဖို့စူးစမ်းပေမဲ့အတန်မထွက်နိုင်ပါဘူး။ သူဝင်းကျင်မှာစုဝေးနေတဲ့လူတွေရဲ့အကြည့်တွေက သူ့ကိုပိုပြီးမတတ်မတားဖြစ်စေပါတယ်သူတို့ကဦးကျော်ထူးကိုလေးစားစွာနဲ့တီးတိုးပြောနေကြပါတယ်ဒီလူကြီးကဘသူလဲပိုကျော်ဟုတ်လားလို့သူတို့ကတီးတိုးပြောနေကြပါတယ်ဦးကျော်ထူးကဆက်ပြီးစကားပြောလိုက်ပါတယ်သူ့အတန်ကအခုတော့ပိုပြီးနှိမ့်ချနေပေမဲ့ပြက်သားနေတော့မှာပဲဒီယူနီဖောင်းနဲ့ဘာမဆိုလုံနိုင်တယ်လို့မင်းထင်နေတာလားဒီယူနီဖောင်း ကအာနာအတွက်မဟုတ်ဘူးဒီယူနီဖောင်းကယုံကြည်မှုနဲ့တာဝန်ယူမှုရဲ့သင်္ကေတပဲမင်းငါကိုရောပြည်သူတွေကိုရောမင်းရဲ့ယူနီဖောင်းကိုပါအရှက်ရစေတယ်လို့ပြောလိုက်ပါတယ်ရဲကောင်လေးကတုံရင်စွာနဲ့တောင်းပန်ပါတယ်ဘိုးချုပ်ကျွန်တော်မရည်ရွယ်ပါဘူးကျွန်တော်ကလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူစကားကိုမဆုံးနိုင်ပါဘူးဦးကျော်ထူးက သူ့လက်ကိုမြှောက်ပြီးသူ့ကိုတားလိုက်ပါတယ်။စင်ကြေတွေမပေးနဲ့မင်းမလုခဲ့လဲဆိုတာမင်းကိုယ်တိုင်သိတာပဲ။မင်းရဲ့လုပ်ရက်တွေကမင်းကိုယ်မင်းအရှက်ရစေုံသာမကဘူး။မင်းရဲ့ယူနီဖောင်းကိုလည်းအရှက်ရစေတယ်လို့ပြောလိုက်ပါတယ်။ရဲကောင်လေးကသူ့မျက်နာကိုမြှောက်လိုက်ပါတယ်။သူ့မဖူးပေါ်နဲ့မျက်နာပေါ်မှာချွေးတွေစိုးနေပါတယ်။ဒါဆိုရင်မင်းကပြီ။သူတွေကိုပဲမဟုတ်ဘူး။နိုင်ငံကိုပါအရှက်ရစေတာပဲလို့ဦးကျော်ထူးက ဆက်ပြောလိုက်ပါတယ်ရဲကောင်လေးကဖြည်းဖြည်းချင်းကောင်းကြီးလိုက်ပြီးဘာမှမပြောနိုင်တော့ပါဘူးဒီမနက်ခင်းမှာသူကထူးခြားတဲ့ဘဝအတွေ့အကြုံရှိတဲ့လူတစ်ယောက်သားမကမရင်းရိုင်နိုင်တဲ့ရဲစွန်းတတိနဲ့တမာတိရှိတဲ့လူတစ်ယောက်နဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာသူသိပါတယ်ပဝင်းကျင်ကအခြေအနေကပိုပြီးတင်းမာလာပါတယ်ဖြစ်ရက်ကို မြင်တွေ့ရတဲ့လူတွေကဦးကျော်ထူးရဲ့ပုံစံကိုကြည့်ပြီး အံ့ဩမှုနဲ့တင်းမာမှုကိုမဖုံးကွယ်နိုင်ကြပါဘူးတီတိုးတန်တွေထွက်ပေါ်လာပါတယ်ဒီလူကြီးကရဲကိုဆုံးမနေတာလားလို့သူတို့ကတီတိုးပြောနေကြပါတယ်ဦးကျော်ထူးကရဲကောင်လေးကိုစိုက်ကြည့်လိုက်ပါတယ်သူ့ရဲ့အတန်ကနှင်းကြနေပေမဲ့ဖီအားပြေးနဲ့ရှိနေတုံးပါပဲရဲတယောက်ရဲ့ဂုံတိတ်ခါဆိုတာဘာကိုဆိုလိုတယ်လဲဆိုတာမင်းတိလားလို့မေးလိုက်ပါတယ်ရဲကောင်လေးကဖြည်းဖြည်းချင်းသူ့မျက်နာကိုမြှောက်လိုက်ပေမဲ့ ပြင်မပြေနိုင်ပါဘူး။သူကအပြစ်ရှိတဲ့မျက်လုံးတွေနဲ့ပဲစိုက်ကြည့်နေပါတယ်။အဲ့ဒါကိုမြင်တော့ဥကြော်ထူးကဂုံတိတ်ခါဆိုတာယာရုယူနီဖောင်းဒါမှမဟုတ်အာနာကြောင့်မဟုတ်ဘူး။ဂုံတိတ်ခါဆိုတာမင်းရဲ့လုပ်ရက်တွေကနေလာတာမင်းကတခြားသူတွေကိုဘလို့ဆက်ဆံတယ်လဲအထူးသဖြင့်မင်းကဝယ်ရမယ့်စည်ရဲသားပြည်သူတွေကိုဘလို့ဆက်ဆံတယ်လဲဆိုတာကနေလာတာအဲ့ဒါကယုံကြည်မှုပဲလက်နက်မဟုတ်ဘူးလို့ဆက်ပြောလိုက်ပါတယ်။ ရဲကောင်လေးကသူ့တတွေးကိုမြူချလိုက်ပါတယ်ဘိုးချုပ်တောင်းပန်ပါတယ်လို့သူက တုံရင်စွာနဲ့ပြောလိုက်ပါတယ်ကျွန်တော်နောင်တရပါတယ်ကျွန်တော်ရဲ့လုံရက်တွေအတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်မင်းကိုကိုကိုဘလို့မြင်လဲလို့ဦးကျော်ထူးကမေးလိုက်ပါတယ်ပဝင်းကျင်ကလူတွေကဖြည်းဖြည်းချင်းခေါင်းညိတ်လာကြပါတယ် ဥကျော်ထူးရဲ့စကားတွေကရဲကောင်လေးကိုသာမကနားထောင်နေတဲ့လူတိုင်းအတွက်လည်းသင်ခန်းစာဖြစ်တယ်လို့ခန်းစားနေကြရပါတယ်။တချို့ကဖုန်းတွေနဲ့ဗီဒီယိုရိုက်ကူးနေကြပါတယ်။မတရားမှုကိုဆန့်ကျင်ပြီးမတည့်ရက်နေတဲ့အဖိုးတို့တယောက်ရဲ့ရဲစွမ်းတတိကိုမှတ်တမ်းတင်ထားခြင်းလို့ပါ။ရဲကောင်လေးကနောက်ဆုံးတော့စကားပြောဖို့ရဲရင်လာပါတယ်သူ့အတန်ကတော့ တုံရင်နေတော့မှာပဲဘိုးချုပ်ကျွန်တော်မှားသွားပါတယ်တကယ်ကို တောင်းပန်ပါတယ်ဘိုးချုပ်ဘာလို့လဲဆိုတာကျွန်တော်မသိခဲ့ဘူးလို့ပြောလိုက်ပါတယ်သူက စကားကိုမဆက်နိုင်ပါဘူးဘာဆက်ပြောရမယ်မှန်းမသိတော့ပါဘူးဥကြော်ထူးကတက်ပြင်းချလိုက်ပါတယ်သူကရဲကောင်လေးကိုငိန်သက်စွာနဲ့ကြည့်လိုက်ပါတယ်ငါဘာလို့လဲဆိုတာမင်းသိဖို့မလိုဘူးအရေးကြီးတာကမင်းပါမှန်တယ်ဘာမှားတယ်ဆိုတာမင်းသိဖို့ပဲမင်းကလူတွေကိုသူတို့ဘာလို့လဲဆိုတာကြောက်လို့ လေးစားစွာဆက်ဆံတာပဲလို့ပြောလိုက်ပါတယ်။လမ်းပေါ်ကလူတယောက်ကဒီလိုရဲတွေကိုသင်ငန်းစာပေးဖို့အချိန်တန်ပြီးလို့អော်ပြောလိုက်ပါတယ်။အဲ့ဒီလူရဲ့စကားတွေကပဝင်းကျင်ကိုပူပြီးပူနွေးလာစေပါတယ်။အားလုံးရဲ့မျက်လုံးတွေကဦးကျော်ထူးစီကိုရောက်လာပါတယ်။သူကအတီငိမ်ဆုံးပုံစံနဲ့ရှိနေပါတယ်။သူက လူစုလူဝေးကိုတီငိမ်အောင်သူ့လက်ကိုမြှောက်လိုက်ပြီးကျွန်တော်တို့ဒီမှာဘသူ့ကိုမှအရှက်ရစေဖို့မဟုတ်ဘူး။ ျွန်တော်တို့ဒီမှာဥပဒေကိုတရားမျှတစွာဆောင်ရွက်ရမယ်ဆိုတာကိုသတိပေးဖို့ပဲဘယ်သူမှဥပဒေအထက်မှာမရှိဘူးရဲတွေဆိုရင်တောင်မရှိဘူးလို့ပြ။အော်လိုက်ပါတယ်။ဒီစကားတွေကြောင့်ပြိတ္တအားလုံးတိတ်ဆိတ်သွားကြပါတယ်။ မာနကြီးရဲ့ရဲကောင်လေးတောင်ချွေးစည်းတွေပြန်နေပါတယ်သူက သူ့ရဲ့အမားကို နားလဲပြီးသူ့ကိုယ်သူအရှက်ရနေပြီဆိုတာသိပါတယ်သူကနှင်းကြတဲ့အတန်နဲ့ကျွန်တော်ပြောင်းလဲပါမယ်ဘိုးချုပ်ကျွန်တော်ဂရိပေးပါတယ်ကျွန်တော်တကယ်ကို နောင်တရပါတယ်လို့ပြောလိုက်ပါတယ်ဦးကျော်ထူးကသူ့ကိုခဏတာစိုက်ကြည့်လိုက်ပြီးစကားနဲ့တည်းမဟုတ်ဘူးလို့ရက်နဲ့တက်တေပြလို့ပြောလိုက်ပါတယ်။မင်းယူနီဖောင်းဝတ်ထားတိုင်းပြည်သူတွေရဲ့မျှော်လင့်ချက်တွေကိုတည်ဆောင်လာတယ်ဆိုတာတတိယ အဲ့ဒီမျောလင်းချက်တွေကိုဘယ်တော့မှမဖြည့်ဆည်းနဲ့လို့ပြောလိုက်ပါတယ်။ရဲကောင်လေးကပို့ပြီးခေါင်းကုန်းလိုက်ပြီးသူ့ရဲ့လုံရက်တွေအတွက်ပို့ပြီးအရှက်ရသွားပါတယ်။သူကဖြည်းဖြည်းချင်းခေါင်းညိပ်ပြီးတုံရင်နေတဲ့အတန်နဲ့ကျွန်တော်ကျွန်တော်ဂရိပေးပါတယ်။ကျွန်တော်တကယ်ကို နောင်တရပါတယ်။ဒီလိုပြုမှုမျိုးကိုထပ်မလုပ်တော့ပါဘူးလို့ပြောလိုက်ပါတယ်။ပဝင်းကျင်က လူစုလူဝေးကတည်ငြိမ်လာပါတယ်။ဒါပေမဲ့သူတို့ရဲ့စူးစမ်းလိုစိတ်တွေက ဥကြော်ထူးစီကိုရောက်နေတော့မှာပဲဖြစ်ရက်ကိုဗီဒီယိုရိုက်ထားတဲ့ဒေတာခံတချို့ကဥကြော်ထူးပြောခဲ့တဲ့စကားတွေကိုသဘောတူကြောင်းခေါင်းကြီးပြကြပါဗါးဒီမနက်ခင်းမှာဥကြော်ထူးရဲ့တရှိမှုကရဲရင်မှုရိုးသားမှုတာဝန်ယူမှုနဲ့ဂုံတိတ်ခါအတွက်တတိပေးချက်တစ်ခုဖြစ်လာပါဗါး သူကမျက်နာကိုမြှောက်လိုက်ပါတယ်သူ့မျက်လုံးတွေထဲမှာယုံကြည်မှုအစ်စ်တစ်ခုပေါ်လာပါတယ်ဘိုးချုပ်ကျွန်တော်မှားသွားပါတယ်လို့သူကပြောလိုက်ပါတယ်ကျွန်တော်တကယ်ကိုမှားသွားပါတယ်ကျွန်တော်ကိုခွင့်လွှတ်ပါကျွန်တော်ဂရုပေးပါတယ်ကျွန်တော်ကရိုးသားပြီးပြည်သူတွေဂုဏ်ယူနိုင်တဲ့ရဲတယောက်ဖြစ်အောင်စူးစမ်းပါမယ်တတိယပါတားရီမင်းရဲ့ယူနီဖောင်းကယုံကြည်မှုရဲ့တင်ကြတာပဲအဲ့ဒါကိုဘယ်တော့မှထက်မညီညူးစေနဲ့လို့ပြောလိုက်ပါတယ်ဒီစကားတွေကြောင့်လူစုလူဝေးကထက်မှန်ဆူညံသွားပါတယ်တချို့ကလက်ခုပ် တီးကြပါတယ်တချို့ကကောင်းနေပြရဲတွေတင်ယူရမယ်လို့ဩပြောကြပါတယ်အစောပိုင်းကတင်းမာနေတဲ့အခြေအနေကအခုတော့ပူနွေးလာပါပြီဥကြောထူးကရဲကောင်လေးဘက်ကိုတစ်ချက်ပြန်လှည့်ကြည့်ပြီးဂုံတိတ်ခါဆိုတာမင်းခန်စားနေရတဲ့နောင်တန်းနဲ့စတဲ့နဲ့ဒါပေမဲ့အဲ့ဒါကမင်းရဲ့လုံရက်တွေနဲ့ဆက်ပြီးရှင်သန်နေသွားတော့လို့ပြောလိုက်ပါတယ် ဥကျော်ထူးကဖြည်းဖြည်းချင်းလှည့်ထွက်သွားပြီးနောက်ကျန်ခဲ့တဲ့သင်္ကန်းစာတစ်ခုကိုခြံထားခဲ့ပါတယ်ဒီမနက်ခင်းကဥကျော်ထူးကရဲကောင်လေးကို ဆုံးမခဲ့တာသာမကအခြားလူတွေလည်းအမြဲမှတ်မိနေမဲ့ကြီးမားတဲ့သင်္ကန်းစာတစ်ခုကိုလည်းပေးခဲ့ပါတယ်ရဲကောင်လေးကတော့သူ့နေရာမှာပဲမတည့်ရက်နေတော့ပါပဲသူ့ကိုခန္ဓာကတောင့်တင်းနေပြီးသူ့မျက်နှာမှာရှည်ရုံမှုအပြည့်နဲ့ရှိနေပါတယ်ဒါပေမဲ့ပဝင်းကျင်ကအခြေအနေက ပြောင်းလဲလာပါတယ် ဝေးရာကနေကြည်နေတဲ့လူတွေကအခုတော့ပိုပြီးနီးကပ်လာကြပါတယ်။ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်ကျင်လို့ပါတချို့ကဥကြော်ထူးကို ထောက်ခံတဲ့စကားတွေတောင်စပြောလာကြပါတယ်။ဒီလိုရဲမျိုးတွေကို လမ်းပေါ်မှာမထားသင့်ဘူးလို့သူတို့ကပြောနေကြပါတယ်။ ။ဦးကျော်ထူးကသူ့ကိုဝေဖန်တဲ့အကြည့်တွေနဲ့ကြည့်နေတဲ့လူစုလူဝေးဘက်ကိုလှည့်ကြည့်လိုက်ပါတယ်။ဒီမနက်ခင်းမှာဖြစ်ပျက်ခဲ့တာတွေက မေးဖို့မလွယ်ဘူးဆိုတာသူသိပါတယ်။အထူးသဖြင့်ဖြစ်ရရဲ့အသေးစိတ်အချက်အလက်တိုင်းကိုဗီဒီယိုရိုက်ထားတဲ့ဖုန်းတွေအများကြီးရှိနေတာကြောင့်ပါဒါပေမဲ့ဦးကျော်ထူးက သူ့လက်ကိုမြှောက်ပြီးလူစုလူဝေးကိုတည်ငြိမ်အောင်အချက်ပြလိုက်ပါတယ်။ညီအကိုမောင်နှမတို့လို့သူကနှိမ့်ကြပြီးအရှိန်အဝါပြည့်ရဲ့အတန်နဲ့ပြောလိုက်ပါတယ်။ကျွန်တော်တို့ဒီမှာဘသူ့ကိုမှအရှက်ရစေဖို့မဟုတ်ဘူးကျွန်တော်တို့ဒီမှာတရားမျှတမှုကို ဆောင်ရွက်ရမယ်ဥပဒေကို အားလုံးက လေးစားရမယ်ဆိုတာကို သတိပေးဖို့ပဲလို့ပြောလိုက်ပါတယ်။လူစုလူဝေးကတည်ငြိမ်သွားပေမဲ့တချို့လူတွေကတော့ စိတ်လှုပ်ရှားနေတုန်းပါပဲဦးကျော်ထူးကဆက်ပြီးဒီရဲကသူ့အမားကိုဝန်ခံပြီးပြီးသူ့ကိုပြောင်းလဲဖို့ခွင့်ရပေးရမယ်ဒါပေမဲ့ပြောင်းလဲမှုကနှလုံးသားကနေစတင်ရမယ်လောရက်တွေနဲ့တက်တေပြရမယ်လို့ပြောလိုက်ပါတယ်ရဲကောင်လေးကဖြည်းဖြည်းချင်းခေါင်းကြီးလိုက်ပါတယ်သူ့မျက်နာကငုံထားတုန်းပါပဲဒီမနက်ခင်းမှာသူ့ကိုကြီးမားတဲ့သင်ငန်းစာပေးခဲ့တဲ့အဖိုးကိုရှေ့မှာသူကအလွန်သေးငယ်နေတယ်လို့ခံစားနေရပါတယ်ကျွန်တော်ကတိပေးပါတယ်ဘိုးချုပ်ကျွန်တော် ျွန်တော်တို့သူက တုံရင်စွာနဲ့ပြောလိုက်ပါတယ်။စကားနဲ့တင်မဟုတ်ဘူး။လုံးရဲနဲ့တက်တေပြလို့ဦးကျော်ထူးကပြောလိုက်ပါတယ်။ရဲကောင်လေးကခေါင်းကြီးလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ပိုပြီးပြက်သားစွာနဲ့ပါဦးကျော်ထူးကသူ့ဆိုင်ကယ်ပေါ်ကို ပြန်တက်လိုက်ပြီးဦးထုတ်ကိုငြိမ်သက်စွာဆောင်းလိုက်ပါတယ်ပြီးတော့အင်ဂျင်ကိုနှိုးလိုက်ပါတယ်သူ့ကိုမြင်တွေ့ရတဲ့လူတွေကအံ့ဩစရာကောင်းတဲ့အရာတစ်ခုကို မြင်တွေ့လိုက်ရပြီဆိုတာသူတို့သိပါတယ်ရဲရင်မှုနဲ့ဉာဏ်ပညာရှိတဲ့ အဖိုးတယောက်ကတရားမျှတမှုဂုံတိတ်ခါနဲ့တာဝန်ယူမှုရဲ့အဓိပ္ပာယ်ကိုလူတိုင်းကိုသတိပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာဦးကျော်ထူးကသူ့ဆိုင်ကယ်စီကို ပြန်သွားပါတယ်။သူက သူ့ဦးထုပ်ကိုငြိမ်သက်စွာ ဆောင်းလိုက်ပြီး အင်ဂျင်ကိုနှိုးလိုက်ပါတယ်မထွက်ခွာခင်မှာသူကရဲကောင်လေးကိုနောက်ဆုံးတစ်ကြိမ်လှမ်းကြည့်ပြီးတားရီဂုံတိတ်ခါဆိုတာပေးအပ်တာမဟုတ်ဘူးဂုံတိတ်ခါဆိုတာရယူဖို့စူးစမ်းရတာဘယ်တော့မှမမေ့နဲ့လို့ပြောလိုက်ပါတယ်ရဲကောင်လေးကခေါင်းညိတ်ပြီးဖြည်းဖြည်းချင်းဝေးကွာသွားတဲ့ဦးကျော်ထူးရဲ့ကြောပြင်ကို ကြည့်နေပါတယ်ဒီမနက်ခင်းမှာရန်ကုန်မြို့ပြင်ကကျေးလက်လမ်းမငယ်လေးတစ်ခုပေါ်မှာကြီးမားတဲ့တင်ကန်းစာတဲ့ခုပေးခဲ့ပါတယ်ဒီတင်ကန်းစာကရဲကောင်လေးကိုသာမက မြင်တွေ့ရတဲ့လူတိုင်းအတွက်ပါဖြစ်ပါတယ်။ရဲကောင်လေးကတော့သူ့နေရာမှာပဲနက်နက်ရှိုင်းရှိုင်းကောင်းကုန်ပြီးရက်နေတုံးမှာပဲဦးကျော်ထူးကသူ့ဆိုင်ကယ်ပေါ်ကို တက်ပြီးပြီးဒါပေမဲ့ဆိုင်ကယ်အင်ဂျင်အတန်မထွက်ခင်မှာလူစုလူဝေးတွေကဒေတာကန်တယောက်ရဲ့အတန်ကပြင်းပြင်းထန်ထန်ပြန်ထွက်ပေါ်လာပါတယ်ဒီလိုရဲကိုတရင်ပို့ရမယ်ဒီတိုင်းလွတ်မထားနဲ့လို့អော်ပြောလိုက်ပါတယ်အစောပိုင်းကတည်ငြိမ်နေတဲ့လူစုလူဝေးက ပြန်လဲစုညံလာပါတယ်တချို့ကသဘောတူကြောင်းခေါင်းကြီးကြပြီးတချို့ကဟုတ်တယ်ဗျာမဟုတ်ရင် သူထက်လုပ်လိမ့်မယ်လို့អော်ပြောကြပါတယ်အစောပိုင်းကတည်ငြိမ်လာတဲ့အချိန်နေကအခုတော့ပြန်လဲပူနွေးလာပါပြီဥကြောထူးကသူ့လက်ကိုမြှောက်ပြီးလူစုလူဝေးကိုတည်ငြိမ်အောင်အချက်ပြလိုက်ပါတယ်ကျွန်တော်တို့သူ့ကိုအပြစ်ပေးဖို့ဒီမှမရှိဘူး ကျွန်တော်တို့ဒီမှာသူသူပတိကိုတိမတိဆိုတာတေချာစေဖို့ပဲအခွင့်ရေးမပေးပဲအပြစ်မပေးတင်ဘူးလို့ပြောလိုက်ပါတယ်ခေါင်းကုံထားတော့မဲဖြစ်တဲ့ရဲကောင်လေးကဖြည်းဖြည်းချင်းမျက်နာကိုမြှောက်လိုက်ပါတယ်သူ့မျက်လုံးတွေကမျက်ရည်တွေနဲ့ပြည့်နေပြီးဦးကျော်ထူးရဲ့စကားတွေကြောင့်အလွန်မင်းစိတ်လှုပ်ရှားနေပုံရပါတယ်ကျေးဇူးတင်ပါတယ်ဘိုးချုပ်ကလို့သူကတီးတိုးပြောလိုက်ပါတယ် ကျွန်တော်တကယ်ကိုပြောင်းလဲပါမယ်ဘိုးကျုံးနဲ့ဒီကလူအားလုံးကိုကျွန်တော်ထပ်ပြီးစိတ်မပြတ်စေတော့ပါဘူးလို့ပြောလိုက်ပါတယ်။ဦးကျော်ထူးကသူ့ကိုခဏတာစိုက်ကြည့်လိုက်ပြီးတားရီပြောင်းလဲမှုက မလွယ်ဘူးဆိုတာသတိရတာပဲမဲ့မင်းသာရိုးသားပြီးတာဝန်ယူမှုရှိမယ်ဆိုရင်မင်းတိုးတက်လာလိမ့်မယ်မှန်ကန်တဲ့အရာကိုလုပ်ဖို့စက်ကြိုးစားဘာကြောင့်လဲဆိုတော့အဲ့ဒီလိုလုံးမှာပဲပိုကောင်းတဲ့လူအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်နိုင်မှာလို့ပြောလိုက်ပါတယ်။ လူစုလူဝေးကနောက်ဆုံးတော့ကွဲသွားပါတယ်။တချို့လူတွေကတော့ခြေနဲ့ပုံမရသေးပေမဲ့အများစုကတော့ဥကြော်ထူးရဲ့စကားတွေကြောင့်လှုံ့ဆော်မှုတွေရရှိသွားပုံရပါတယ်။ဒီမနက်ခင်းကရဲတယောက်ဆုံးမခံရတာအကြ။အောင်းတော်မကတရားမျှတမှုတာဝန်ယူမှုနဲ့ဒုတိယအခွင့်အရေးကြောင့်ကြီးမားတဲ့သင်ခန်းစာတစ်ခုအကြောင်းလဲဖြစ်တယ်ဆိုတာသူတို့သိပါတယ်။ ။ဦးကျော်ထူးကသူ့ဆိုင်ကယ်စီကိုပြန်သွားပြီးအုတ်ထုပ်ကိုငိန်သက်စွာဆောင်းလိုက်ပါတယ်။မထွက်ခွာခင်မှာ သူကရဲကောင်လေးကိုနောက်ဆုံးတစ်ကြိမ်လှမ်းကြည့်ပြီးတားရီမှန်ကန်တဲ့အရာကိုလုပ်ဖို့ဘရောမမကြောက်နဲ့လို့ပြောလိုက်ပါတယ်။ရဲကောင်လေးကခေါင်းညိပ်ပြီးဖြည်းဖြည်းချင်းဝေးကွာသွားတဲ့ဦးကျော်ထူးရဲ့ကြောပြင်ကိုကြည့်နေပါတယ်။ဒီမနက်ခင်းကရန်ကုန်မြို့ပြင်ကကျေးလက်လမ်းမငယ်လေးတစ်ခုပေါ်မှာရဲကောင်လေးကိုသာမကမြင်တွေ့ရတဲ့လူတိုင်းကိုပါသင်ကန်းစာကောင်းတစ်ခုပေးခဲ့ပါတယ်။ ဒီဖြစ်ရက်ကလူအများပြားအတွက်သင်ခန်းစာတစ်ခုဖြစ်လာပါတယ်။အဲ့ဒီအချိန်မှာရဲကောင်လေးကတော့တိတ်ဆိတ်စွာပဲရှိနေပြီးဦးကျော်ထူးရဲ့စကားတွေကိုစဉ်းစားနေပါတယ်။ဦးကျော်ထူးရဲ့စကားတွေကသူ့နားထဲမှာထက်ခါတလဲလဲပဲ့တင်ထက်နေပါတယ်။ဂုံတိတ်ခါနဲ့တာဝန်ယူမှုဆိုတာလူအများရှေ့မှာဝန်ခံယုံနဲ့မဟုတ်ပဲသူ့ကိုယ်ထဲမှာနှဆိုင်စွာရှိနေရမယ်ဆိုတာသူသိပါတယ်။လူစုလူဝေးတွေကအဖိုးကြီးတယောက်က သူ့နားကိုချင်းကပ်လာပါတယ်သူ့မျက်နာမှာကျင်နာမှုအပြည့်နဲ့ရှိနေပါတယ်တားရီလို့သူကညင်သာစွာပြောလိုက်ပါတယ်ဒီနေ့ဖြစ်ခဲ့တာကမင်းအတွက်ခက်ခဲနိုင်တယ်ဒါပေမဲ့ယုံကြည်ပါဒါကကိုကိုကို ပြင်ဆင်ဖို့ခွင့်ရေးတစ်ခုပဲအဲ့ဒီအဖိုးပေးခဲ့တဲ့သင်ခန်းစာကိုအလားဟတမဖြုံးတီးပါနဲ့လို့ပြောလိုက်ပါတယ်ရဲကောင်လေးကဖြည်းဖြည်းချင်းခေါင်းနှိပ်လိုက်ပါတယ်သူ့မျက်လုံးတွေကဥကြောထူးပြောက်ွယ်သွားတဲ့လမ်းဘက်ကိုပဲကြည့်နေတော့မှပဲသူက စိတ်ကိုတည်ငြိမ်အောင်စူးစမ်းရင်သက် ပြင်းရှည်ကြီးချလိုက်ပါတယ်ကျွန်တော်ဒါကိုမေ့မှာမဟုတ်ပါဘူးဦးလေးလို့သူက တုံရင်နေတဲ့အတန်နဲ့ပြောလိုက်ပါတယ်ကျွန်တော်ပြောင်းလဲပါမယ်ကျွန်တော်ပြောင်းလဲရမယ်လို့ပြောလိုက်ပါတယ်တဖက်မှာတော့ဒီဖြစ်ရဲ့ရဲ့ဗီဒီယိုကဆိုရှယ်မီဒီယာမှာနှိမ့်မြန်စွာပြန့်နှံ့နေပါပြီမိနစ်ပိုင်းအတွင်းမှာပဲဗီဒီယိုကိုလူထောင်ပေါင်းများစွာ ကြည့်ရှုခဲ့ကြပါတယ်။မှတ်ချက်တွေလည်းပေါ်လာပါပြီးအများစုက ဥကျော်ထူးရဲ့ရဲစွန်းတတိနဲ့ဉာဏ်ပညာကိုချီးကျူးနေကြပါတယ်။ဒီလိုရဲတွေကို သင်ခန်းစာပေးတဲ့နဲ့ဘူချုပ်ကမှန်တယ်လို့သူတို့ကပြောနေကြပါတယ်။ဒါပေမဲ့ပြောင်းလဲမှုကလူတယောက်တည်းအပေါ်မှာမဟုတ်ပဲစနစ်တစ်ခုလုံးအပေါ်မှာလှုပ်ဆောင်ရမယ်လို့တတိပေးတဲ့မှတ်ချက်တွေလည်းရှိနေပါတယ်။ကျွန်တော်တို့အားလုံးတရားမျှတမှုအတွက်တာဝန်ရှိတယ်လို့ပြောနေကြပါတယ်။ဒီမနက်ခင်းမှာဖြစ်ပျက်ခဲ့တာတွေက လူအများပြရဲ့စကားဝိုင်းထဲမှာပါဝင်လာလိမ့်မယ်ဆိုတာသူသိပါတယ်။သူက သူ့ရဲ့အကျိုးဆက်တွေကိုရှောင်လွှဲလို့မရပါဘူး။ဒါပေမဲ့ဒါကသူ့အတွက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ကြီးမားတဲ့အရာတစ်ခုရဲ့အစပဲလို့သူယုံကြည်ပါတယ်။အဲ့ဒီအချိန်မှာ တိတ်ဆိတ်တဲ့လမ်းပေါ်မှာဦးကျော်ထူးကငြိမ်သက်စွာမောင်းနေနေပါတယ်။သူ့မျက်နှာကငြိမ်သက်နေတော့မှပဲဒီမနက်ခင်းမှာသူလုပ်ခဲ့တဲ့အရာတွေကရဲကောင်လေးအတွက်သာမက မြင်တွေ့ရတဲ့လူတိုင်းအတွက်ပါပြောင်းလဲမှုတွေယူဆောင်လာနိုင်မယ်လို့သူယုံကြည်ပါတယ်။ဥကြောထူးအတွက်ကတော့တရားမျှတမှုအတွက်တိုက်ပွဲကဘယ်တော့မှမပြီးဆုံးပါဘူး။အသက်ကြီးနေတာတောင်ဒီမနက်ခင်းကကုံဆုံးသွားပါပြီ။ဒါပေမဲ့ဥကြောထူးရဲ့ပုံမြင်ကအဲ့ဒီလမ်းငယ်လေးပေါ်မှာတင်ရက်တက်မသွားပါဘူး။သူကဆက်လက်ရှင်သန်နေပါတယ်။ အဖိုးတယောက်ကအရှိန်ဝါနဲ့ရဲစွန်းတတိအပြည့်နဲ့မာနကြီးတဲ့ရဲတယောက်ကိုဘလို့ဆုံးမခဲ့လဲဆိုတာကိုမြင်တွေ့ရတဲ့လူထောင်ပေါင်းများစွာကဒီဗီဒီယိုကိုကြည့်ရှုခဲ့ကြပါတယ်။မှတ်ချက်တွေကဆက်ပြီးစီးဆင်းလာပါတယ်။ဦးကျော်ထူးရဲ့ရဲစွန်းတတိကိုချီးကျူးကြပြီးမတရားမှုကိုစန့်ကျင်တဲ့တင်ကြေးတာတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ဒါပေမဲ့ဦးကျော်ထူးအတွက်ကတော့ဒီအရာတွေအားလုံးကလူကြိုက်များမှုဒါမှမဟုတ်ချီးကျူးမှုတွေအကြောင်းမဟုတ်ပါဘူး။ သူကဘိုင်းရယ်ဖြစ်နေတဲ့ဗီဒီယိုဒါမှမဟုတ် ဆိုရှယ်မီဒီယာကိုပြည့်ရှင်နေတဲ့မှတ်ချက်တွေကိုဂယုမဆိုင်ပါဘူးသူ့အတွက်ကတော့ဒီမနက်ခင်းမှာသူလုခဲ့တာတွေကတရားမျှတမှုကိုချစ်မြတ်နိုးတဲ့နိုင်ငံသားတယောက်ရဲ့တာဝန်ယူမှုရဲ့တစိတ်တစ်ပိုင်းပဲဖြစ်ပါတယ်သူကရဲကောင်လေးကိုပေးခဲ့တဲ့သင်ခန်းစာကပိုကြီးတဲ့ပြောင်းလဲမှုတွေရဲ့အစဖြစ်နိုင်မယ်လို့ပဲမျှော်လင့်ပါတယ်တဖက်မှာတော့ရဲကောင်လေးကလည်းဒီမနက်ခင်းကဖြစ်ရက်ကိုမေ့လို့မရပါဘူး သူကသူ့ယုံကိုစိတ်ခံစားမှုမျိုးစုံနဲ့ပြန်လာခဲ့ပါတယ်။ရှေယုံမှုအပြစ်ရှိမှုဒါပေမဲ့ပြောင်းလဲဖို့လည်းစိတ်တက်ခွန်အားတွေရရှိခဲ့ပါတယ်။ဦးကျော်ထူးရဲ့စကားတွေက သူ့နားထဲမှာထက်ခါတလဲလဲပဲ့တင်ထက်နေပါတယ်။ဂုံတိတ်ခါနဲ့တာဝန်ယူမှုအကြောင်းကိုပေါ့သူ့ကိုဒုတိယအခွင့်အရေးပေးခဲ့တယ်ဆိုတာသူသိပါတယ်။ သူကသူ့ယူနီဖောင်းကိုဝတ်ဆင်ပြီးပြောင်းလဲမှုတွေကိုပြသဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဖြည်းဖြည်းချင်းသူ့ရဲ့အပြုမူတွေက သူ့လုပ်ဖို့ကင်ဘက်တွေကိုစတင်လှုံ့ဆော်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာရန်ကုန်မြို့ပြင်ကကြေးရွာငယ်လေးတစ်ခုမှာဦးကျော်ထူးက သူ့ရဲ့နေရက်တွေကိုငြိမ်သက်စွာဖြတ်တန်းနေပါတယ်။သူကဒီမနက်ခင်းကဖြစ်ရက်ကိုမေ့လျော့မသွားပါဘူး။သူ့အတွက်ကတော့အဲ့ဒါကဘဝရဲ့ကြီးမားတဲ့သင်ခန်းစာတစ်ခုပါပဲ။သူ့ရဲ့လုပ်ရက်တွေက မတရားမှုကိုရင်ဆိုင်ရတဲ့အခါကိုကိုကိုတင်းငယ်တယ်လို့ခံစားရတဲ့သူတွေအတွက်လုံးစုံမှုတစ်ခုဖြစ်လာခဲ့ပါတယ်။ပြီးတော့ငြိမ်သက်တဲ့မနက်ခင်းတစ်ခုမှဦးကျော်ထူးက ူ့အိမ်ရှိလေကားထစ်မှာထိုင်နေတော့မထင်မှတ်ထားတဲ့ဧည့်သည်တယောက်ရောက်လာပါတယ်ရဲကောင်လေးကအခုတော့ပူပြီးငြိမ်သက်ပြီးလေးစားမှုအပြည့်နဲ့သူ့အိမ်တကားဝမှာရက်နေပါတယ်သူကတေးငယ်တဲ့လက်ဆောင်တစ်ခုနဲ့စာတစောင်ကိုယူလာခဲ့ပါတယ်ဘိုးချုပ်ကလို့သူကစိတ်ရင်းမှန်နဲ့ပြောလိုက်ပါတယ်ကျွန်တော်ကျေးဇူးတင်ဖို့လာတာပါဘိုးချုပ်ကြောင့်ဂုံတိတ်ခါရဲ့အတိတ်ပဲကိုကျွန်တော်သိခဲ့ရတယ်ဘိုးချုပ်ပေးခဲ့တဲ့သင်ခန်းစာကိုဘယ်တော့မှမမေ့ပါဘူးလို့ပြ အောင်းလိုက်ပါတယ်။ဦးကျော်ထူးကအနေငယ်ပြုံးလိုက်ပြီးဖြည်းဖြည်းချင်းကောင်းကြီးလိုက်ပါတယ်။တားရည်လို့သူကပြောလိုက်ပါတယ်။ဂုံတိတ်ခါဆိုတာဒီနေ့မင်းပြောတဲ့စကားတွေအကြောင်းမဟုတ်ဘူး။ဂုံတိတ်ခါဆိုတာမင်းနေတိုင်းလုပ်တဲ့လုပ်ရက်တွေအကြောင်းပဲဂုံယူနိုင်တဲ့လူတယောက်ဖြစ်အောင်ဆက်ကြိုးစားပါလို့ပြောလိုက်ပါတယ်။ဒီမနက်ခင်းမှာရန်ကုန်မြို့ပြင်ကကျေးရွာငယ်လေးတစ်ခုမှာဘဝတန်တရားတစ်ခုပြန်လည်ပြီးသွားပါပြီ။တရားမျှတမှုတာဝန်ယူမှုနဲ့ဂုံသိက္ခာအကြောင်းသင်ခန်းစာတစ်ခုကို ရဲကောင်လေးကိုဒါမကဒီပုံမြင်ကိုကြားရတဲ့လူတိုင်းကိုပါပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်ဆုံးမှာတော့မတရားမှုကိုစန့်ကျင်ဖို့ရဲရဲမှုကဘယ်တော့မှမပြောက်ပြက်မဲ့အမွေနှစ်တစ်ခုဖြစ်ပါတယ်။